တောင်ကုန်းများနှင့်တီတိုထင်ရှုပေများကြားတွင်တရှိသောမြို့ငယ်လေး၏အစွန်းတွင်အနုညံဆုံးလက်နှင့်အပြင်းထန်ဆုံးစိတ်တက်ရှိသူရိုဇာအမည်ရှိအမျိုးသမီးတဦးနေထိုင်ခဲ့သည် သူမ၏ဥယျာဉ်သည်တစ်နှစ်ပတ်လုံးပွင့်လန်းလာကာသူမ၏စိတ်ဝိညာဉ်မှအသက်ကိုစွဲငင်နိုင်ပုံရသောအယောင်အသွေးရှိသောကယ်လီဒိုစကုပ်ဖြစ်သည် ရိုဇာသည်နမည်ကြီးသူမဟုတ်တော့လဲသူမ၏ကလေး၃ယောက်ဖြစ်သည့်လန်နာမက်ထရိုနှင့်စမ်းငယ်အတွက်သူမသည်ကဘာတစ်ခုဖြစ်သည်သူမသည်နေရောင်နှင့်အတူထလာကာနေလေစာထုတ်ပိုးကာပျောက်ဆုံးနေသောခြေအိတ်များကိုရှာဖွေကာအိမ်၌နေသောနဖူးများကိုနမ်းလိုက်သည်သူမ၏အတန်သည်မြူးမြူးများတီဆိုကာသူမ၏ရင်မောတံများကသူတို့၏အိမ်နောက်တိုင်းတွင်နှွေးထွေးမှုကိုလွှမ်းခြုံထားသည်နှစ်တွေကုန်သွားတယ်လန်နာသည်မြို့တွင်ကောလိပ်တက်ခဲ့ပြီး ထရိုသည်ရေတက်တွင်ပါဝင်ခဲ့ပြီးဆန်သည်အထက်တန်းကျောင်းတက်နေစေဖြစ်ပြီးသူမိခင်အပေါ်တွင်မြင့်မြင့်တင်ထားတော်လဲအရွယ်စားတဝက်ခန့်ရှိသောကောင်လေးကဲ့သို့သူမ၏ပွေးဖက်မှုကိုစုပ်ကင်ထားသည်ရိုဇာသည်သူမ၏ဥယင်ကိုပြုစုဆောင်ရှောက်ရင်းနင်းတို့သည်တငယ်ချင်းဟောင်းများကဲ့သို့ပန်းပွင့်များကိုတီတိုတီတိုပြောသည် ယခုနှစ်အမေများနေ့သည်နှစ်များအတွင်းပထမဆုံးအကြိမ်ဖြစ်ကလေးသုံးဦးစလုံးအိမ်သို့အတူတူပြန်လာခဲ့ကြသည် သူတို့သည် ပုံမြင်များနှင့်ပွေးဖက်မှုများယူဆောင်လာတော်လဲအတိတ်ပဲရှိသောလက်ဆောင်များထိုးထက်ပိုသောအရာတစ်ခုလည်းဖြစ်သည် လန္နာသည်မဆုစာအုပ်တအုပ်ယူလာကမိခင်ဤစိတ်ငြိမ်သောခွန်အားကြောင့်သူမရေးခဲ့သောကြပြများဖြင့်ပြည့်နှက်နေသည်မထရိုသည်တင်မောပေါ်တွင်ရှေလျားသောညများတွင် ပြုလုပ်ခဲ့သောပန်းကဲသို့ပုံတံထွင်းထားသောတစ်တာကိုယူဆောင်လာခဲ့သည်စမ်းသည်မျက်လုံးများရွှဲရွှဲဆိုကဆိုင်တန်းတွင်သူလုပ်ထားသည့်ဆိုင်းဘုတ်ကိုပြသည် Rose Garden မြစ်တာနှင့်တီးခန့်ချင်းဖြင့်ကြီးပြင်းလာသည် ဲ့ဒီညနေခင်းမှာနေရောင်အောက်မှာရွှေရောင်တောက်နေတဲ့ပန်းချံထဲမှာထိုင်ပြီး ပုံမြင်တွေရေမောတံတွေနဲ့အမတ်တရတွေဝေမျှကြတယ်။နေရုသည် စမေပန်းရနက်နှင့်နှင်းစီမာရီရနက်များနှင့်ဟိုရှိရှိကလေးကအမြင့်တွေခဲ့သောချစ်ချင်းမြတ်တာတန်များဖြင့်ပြည့်နှက်နေသည်။ကျောင်းမှာအမေများနှင့်နေ့နေတိုင်းအိမ်တအိမ်ဤနှလုံးသားသည်ပန်းများပေါက်သည့်နေရာမဟုတ်အမေ၏မြတ်တာသည်ပွင့်လန်းနေသောကြောင့်ပင်